်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဗမောက်ကုံပေါ်နန်းဖားမူကရားကျေးရွာတွေမှာမိုးကြီးတာကြောင့်ပဲပုတ်ဆိုင်ပြူတာတဲ့တောင်သူတွေရိတ်သိမ်းဖို့အတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါရတယ် ပြီးခဲ့တဲ့နှစ်တွေကတောင်သူတွေဟာပြောင်းကိုအဓိက စိုက်ပျိုးပြီးတော့အခုနှစ်မှာတော့ပြောင်းကို PNO ပြည်သူစစ်နဲ့စစ်တပ်ကစိုက်ပျိုးခွင့်မပြုတာကြောင့်ပေပုတ်ကိုအစားထိုးစိုက်ပျိုးခဲ့ကြတာပဲဖြစ်ပါတယ်။ရိတ်သိမ်းချင်မှာတော့မိုးကြီးနေတာကြောင့်အခက်ကြုံတွေ့နေရတာပါ။မိုးများတဲ့အတွက်ရိတ်သိမ်းထားတာတွေကိုမိုးကနဲ့အုပ်ထားရတာကြောင့်မှိုတက်ကုန်သလိုမရေရသေးရတွေကလည်းရေထိပြီးတော့အပင်ပေါက်ကုန်တဲ့အတွက်80ရာခိုင်နှုန်းလောက်ဆုံးရှုံးရတယ်လို့တောင်သူတူကပြောပါတယ်။ ပဲပုတ်ပင်နေပျက်စီးကုန်တဲ့အတွက်တောင်းသူအများစုဟာလာမယ့်နှစ်မှာမိသားစုစားဝတ်နေရေးအခက်အခဲတွေကြုံတွေ့မှာပို့ပြီးတော့စိုးရိမ်နေကြပါတယ်။ပင်လောင်းမြို့နယ်နန်းဖောင်မှုဗမောက်ကြီးရွာတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တောင်းသူတွေအဓိကစိုက်ပျိုးတဲ့ဇဘာ၊နေကြာ၊ပြောင်းနဲ့နှမ်းတွေကိုစစ်တပ်နဲ့ PNO ပြည်သူစစ်တွေကအပင်ရှိပြီးတော့မြင်ကွင်းပိတ်တာကြောင့်စိုက်ပျိုးခွင့်မပြုဘဲနဲ့မြေပဲငရုတ်ပဲပုတ်အစရှိတဲ့မရှိတဲ့အပင်မျိုးတွေကိုအစားထိုးစိုက်ပျိုးခွင့်ပြုထားတာပဲဖြစ်ပါရဲ့ရှင်။ ထိုင်းနိုင်ငံတွင်မှအလုရှာနေတဲ့မြန်မာလုပ်သားတွေကိုပွဲစားတွေကမြန်မာအချင်းချင်းအလုတွင်ပြီးကအစမတန်တောင်းခံပြီးအလုသမားတွေအလုဖြုတ်ခံရတာအလုမသွင်းပေးပဲငွေကြေးအလင်ခံရတာတွေလည်းကြုံတွေ့နေရပါတယ်။ဇွဲသစ်တရင်ပြပို့ထားတာပါရှင်။ထိုင်းနိုင်ငံတွင်ကမြန်မာလုပ်သားတွေအများဆုံးနေထိုင်လုပ်ကိုင်ကြတဲ့မဟာချိုင်ဘန်ကောက်ချွန်ပူရီတို့မှာအလုသမားတွေကိုပွဲစားတွေကအီလက်ထရောနစ်ဆက်ယုံ၊ကြက်သားယုံ၊ဦးသီးယုံ စားတဲ့အလုတ်ရုံတွေမှာအလုတ်သွင်းပေးမယ်ဆိုကအလုတ်ရှာပြီးတဲ့အကျိုးဆောင်ကစမတ်ကြီးအစမတန်တောင်းခံနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်အတွင်းကလည်းဌာနငံဖေပူရီခရိုင်တွင်က electronic စာရုံတရုံမှာမြန်မာလူသမား1400ကျော်ကျွတ်တင်အကြောင်းမကြားပဲအလုတ်ဖြုတ်ခံခဲ့ရပြီးသူတို့ဟာအလုတ်ရဖို့တယောက်ကိုစမတ်ကြီးဘတ်1900လိပါပေးခဲ့ရတယ်လို့သိရပါဗျ။ စမခယူရလေးပေါ်ဆောင်ခတောင်းလာလေးကိုလို့ကကျွန်တော်တို့မြန်မာလူမျိုးချင်းချင်းကြားထဲမှာပဲဖြစ်တာအဲတချို့နေရာတွေချို့ဆက်ရောက်လေးဆိုရင်ဝန်ဆောင်ကဖရီလို့ပြောထားတယ်အတီလင်းတင်ညာထားတယ်တိုးတော်လည်းပဲလုံလုံမထုကိုတိုင်ကလည်းကိုတိုင်သွားမတက်ဘူးကိုတိုင်လာမတက်ဘူးဆိုကြတော့အဲဒီချို့အေဂျင်စီတွေအေဂျင်စီတော်လည်းကောင်းအေဂျင်စီမဟုတ်တဲ့ကြားပွဲစားတော်လည်းကောင်းကူညီတောင်းခံတယ်အဲကူညီတောင်းခံတဲ့နေရာမှာအစမတန်ဗုဒ္ဓဇီးတွေပေးရတာပေါ့အဲဒါလေးတွေ့ရတယ်တချို့ဟာဒီကြတော့တချို့နေရာမှာကြတော့အေဂျင်စီလိုလို ပွဲစားလို့လို့လည်းလုပ်ပြီးတော့ဒီကြားထဲလုံသမားတွေရဲ့ဟိုအလုံးမရှိမှုနားမလည်မှုတွေကိုခွင့်ရယူပြီးတဲ့ခါကျရင်လိမ့်လည်းလက်ဆက်မှုတွေအများကြီးကြုံရတာပေါ့နော်လုံသမားထုတွေကိုလည်းကျွန်တော်တို့ကမဆိတ်ရှင်တာကြတော့ဒီအလုံးကင်ခွင့်လန်းတွေလုံကင်တွေရှာမယ်ဟေးဆိုရင်ကိုကိုတိုင်လိုက်ရှာကြည့်ပါစူးစမ်းကြည့်ပြီးတော့အလုံးုံတိုင်းလုံုံတိုင်းမှာရှာလို့ရတယ် ပွဲစားတွေကတစ်ဆင့်အလှူရှာတယ်ဆိုရင်အလှူရှာပေကစက်မှတ်ကြီးအနှိမ်ဆုံးဘတ်လေးတော့ငါနေအမြင့်ဆုံးဘတ်တစ်တောင်းကျော်နှစ်တောင်းလောက်အထိအလှူမျိုးစားနဲ့အလှူရုံပေါ်မူတည်ပြပေးရတယ်လို့အလှူသမားတွေကပြောပါတယ်အခုလောထိုင်းရောက်မြန်မာလူသားတွေရဲ့အလှူလိုအပ်ချက်နဲ့မတိနားမလည်မှုကိုခုရုံးလုပ်ပြီးပွဲစားတွေကငွေကြေးအမျက်စားလုကင်နေတာတွေဟာမြန်မာနိုင်ငံကအလုတ်ကန်ရှားပါမှုနဲ့နိုင်ငံရေးအခြေအနေတွေကြောင့်လို့အလို့သမားရေးကူညီပေးသူတွေကမှတ်ချက်ပေးပါဗျာ လုံသမားတွေတော်တော်များများကအလုံလမဲ့တွေများတော့နိုင်ငံရေးအခြေအနေပေါ်မှာမမူတည်တာပေါ့ကိုယ်နိုင်ငံအခြေအနေကောင်းသွားမယ်ဆိုရင်တော့ဒီပြဿနာရော့ဆင်းသွားမှာကိုယ်နိုင်ငံကအလုံကန်နေခွင့်လန်းနေမရှိဘူးနိုင်ငံရေးအပြိုပြဲဖြစ်နေရင်တော့ဒါကြီးကိုဘလူနီးနဲ့မှထိန်းချုပ်လို့ရမှာမဟုတ်ဘူးအဲ့အလုံသမားပုံလာတာနဲ့ပြအလုံကောင်းတဲ့ဆက်ယုံနဲ့ဒီဖြစ်စဉ်တွေကပုံမှန်ရှိသွားမှာပဲအဲ့တော့သူတို့ကမပေးပါနဲ့လို့တားရင်အဲ့ဒီတားတဲ့ပုံကအလုံကိုဖန်တီးပေးနိုင်ရမယ်အဲ့တော့ဥရောက ူတို့ပြောနိုင်ပြီမဲ့ဥတို့ကဖန်တီးပေးမနိုင်တဲ့ဒီပြဿနာမျိုးတော့နိုင်ငံရေးမကောင်းမရှင်ဒီတိုင်းပဲဖြစ်သွားမှာပဲအဲ့တော့လုံသမားကြီးနေနေတော့နိုင်ငံရေးမကောင်းတဲ့ကာလမှာအဲ့ဒီကြောင့်လုံသမားကြီးနေနေတချို့ဟာဒီမှာဟိုပွဲစားကြီးပြောတာမယုံဘူးပေါ့နော်ကိုပါကိုလည်းတွေးခေါ်ပြီးတော့မှပတ်စံကိုကြိုးတင်ပေးဖို့အဲ့လားလေးပဲဥက္ကံပေးခြင်းပါလေကြီးလေအကြံပေးခြင်းပါလေစစ်တပ်ကအာဏာမသိမ်းခင်ကတည်းကမြန်မာနိုင်ငံမှာပြည်တွင်းစစ်တိုက်ပွဲတွေရှိခဲ့တာကြောင့်အင်းနီချင်းထိုင်းနိုင်ငံကိုမြန်မာပြည်သားတွေရွှေ့ပြောင်းနေထိုင်တာတွေရှိခဲ့ပြီး အာနာသိမ့်ပြီးနောက်မှာတော့မြန်မာတွေအလုံးအင်းနဲ့တန်းချီရွှေ့ပြောင်းနေထိုင်နေကြပါတယ်။မြန်မာလူသားတွေဟာလုပ်ငန်းခွင်တွေမှာအခွင့်အရေးချိုးဖောက်ခံရတာတွေအပြင်မြန်မာအချင်းချင်းငွေကြေးလင်လင်တာစမတ်ကြီးအစမတန်တောင်းခံတာတွေလောကပုံမှန်ရှင်းမပေးတာတွေကိုအများဆုံးကြုံရတယ်လို့အလို့သမားရဲ့ကွန်ကြီးပေးသူတွေကပြောပါတယ်။ကျွန်တော်ဇွဲသစ်ပါ လူဝေမှုကြည်ကြဲရေးနဲ့အကောက်ခွန်စိုးမိုးရေး ICE အေဂျင့်နေအကြောင်းကိုတတိပေးထားတဲ့ ICE blog နဲ့အလားတူ ICE ချေရကန် apps တွေကို App Store ကနေဖယ်ရှားလိုက်ကြအောင်အောက်တိုဘာလ2ရက်နေ့မှာပြောကြားထားပါရယ်။ဒါက American Federal အစိုးရရဲ့တောင်းဆိုမှုကြောင့် application တွေကိုဖြုတ်ချပေးခဲ့တဲ့ရှားပါးဖြစ်တဲ့တစ်ခုပဲဖြစ်ပါရယ်။ အမေရိကန်နိုင်ငံစုံနည်းပညာလုပ်ငန်းစုကြီး Alphabet ရဲ့အကြီးဆုံးလက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Google ကလည်းမူဝါဒချိုးဖောက်မှုတွေအတွက်အလားတူ Apps တွေကိုကြာသပတေးနေ့မှာဖယ်ရှားခဲ့ပေမဲ့အဲ့ဒါတွေကိုမဖြုတ်ချခင်မှာသူ့စီကိုတရားရေးဌာနကချိန်ကပ်တာတော့မရှိဘူးလို့ကုမ္ပဏီကပြောကြားထားပါဗျာ။ ICE ရာ Trump ရဲ့သဘောထားတင်းမာတဲ့လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့ ICE အေဂျင့်တွေကလည်းရွှေပြောင်းနေထိုင်သူတွေကို ပုံမှန်ဝင်ရောက်စီးနှင်းဖမ်းဆီးနေတာပဲဖြစ်ပါတယ်။အဲ့ဒီ ICE block apps တွေဟာသုံးဆွဲသူတွေကိုသူတို့ရဲ့နေမီအတွင်းမှာ ICE agent တွေနဲ့ပတ်သက်လို့သတိပေးတာဖြစ်ပြီးတရားရေးဌာနကတော့အဲ့ဒီ apps တွေကြောင့် American agent တွေကိုချိန်မုံနိုင်ချေတိုးလာနိုင်တယ်လို့ပြောပါရရှင် DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ဝန်ဒီပါ